golden stuff နဲ့ critical item တွေတွဲဆက်လို့ရလားဆိုတော့ရတယ်လို့ပြောရင်လည်းရတယ်မရဘူးလို့ပြောရင်လည်းမရဘူးပေါ့ဗျာဘာလို့ရတာလဲဘာလို့မရတာလဲဆိုတာအချက်ကြည့်လိုက်အောင်အရင်ဆုံး golden stuff ကိုကြည့်မယ်ဆိုရင် physical attack 55ပါမယ် attack speed 15ရိုင်လုံးရမယ် passive ကိုထပ်ကြည့်မယ်ဆိုရင်တော့ပထမ passive က critical chance တိရခိုင်နှုံးနိုင်ကို attack speed တိရခိုင်နှုံးအဖြစ်ပြောင်းပြစ်လိုက်မယ်ဒုတိယ passive ကတော့ critical damage မထွက်တဲ့ basic attack နှစ်ချက်ပြီးတိုင်းမှာတတိယမြောက် basic attack ကို80ရာခိုင်နှုန်း attack speed တိုးဝင်မယ် attack speed ကို900ရာခိုင်နှုန်းတိရအောင်လုပ်လို့ရတယ်အဲ့ဒါကြောင့် critical damage မထွက်ဘူးဆိုရင် golden staff က attack speed အများဆုံး item ဖြစ်နေတာပါ critical damage ထွက်တဲ့ hero တွေမှာ golden staff ကိုလုံးဝမဆက်တင်ပါဘူးဒီတစ်ခါ critical item တွေကိုကြည့်ရအောင် critical မှာ critical damage ထွက်စင်မဲ့ critical chance ရဲ့ တကယ် critical damage ထွက်တာရယ်ဆိုပြီးနှစ်မျိုးရှိတယ်ဒီ item ၄ခုစလုံးက critical damage တော့တခါတည်းမထွက်ဘူး critical damage ထွက်စင်မဲ့ critical chance တွေပါတယ် item တွေကြီးပါပဲဒီ item ၃ခုမှာ critical chance ၂၀ရာခိုင်နှုန်းပါပြီးတော့ basca shuri item မှာတော့ critical chance ၂၅ရာခိုင်နှုန်းတော့ပါပါတယ်အဲ့တော့ attack speed များများထက်လို့ကျင်းနေဆိုရင်တော့ critical chance တိုင်းကို attack speed ပြောင်းပေးတဲ့ golden stat နဲ့ critical item တွေတွဲဆက်လို့ရပါတယ် တခုရှိတာဘတ်စကာဖျူရီရဲ့ပထမပတ်စစ်က critical damage ထွက်မှာအဲ့ damage ကို40ရာခိုင်နှုန်းထပ်ပေါင်းပြီးတော့ critical damage ထွက်မှာပါဒုတိယပတ်စစ်ကလည်း critical damage ထွက်မှာ extra physical တက်ရဲ့900ရာခိုင်နှုန်းကိုထပ်ရမှာပါအဲ့တော့ golden stat နဲ့ဘတ်စကာဖျူရီတွဲဆက်ထားမယ်ဆိုလို့ရှိရင်တော့ဘတ်စကာဖျူရီရဲ့ပတ်စစ်ကိုမရဘဲနဲ့ item ပုတ်သွားမှာပါဒါကြောင့်ဒီ item နှစ်ခုတော့တွဲမဆက်သင့်ပါဘူး golden stat နဲ့အများဆုံးတွဲဆက်လိရှိတဲ့ critical item ကတော့ window ကပါ အနမီဘက်က dominant ice နဲ့ကို့ကိုပြန်ကောင်းလာတယ်ဆိုရင် dominant ice ကြောင့် attack speed 80ခိုင်နှုန်းရော့မယ်အဲ့ဒီချိန်မှာ wind တော့ကထက်ဆက်လိုက်မယ်ဆိုရင် attack speed 35ရာခိုင်နှုန်းနဲ့ critical chance 20ရာခိုင်နှုန်းပါလာကြောင်း attack speed 55ရာခိုင်နှုန်းရသလိုဖြစ်မယ်ဆိုတော့ attack speed အားကိုရတဲ့ cloud moscow ulus တို့လို hero မျိုးတွေမှာ golden step နဲ့ wind တော့ကိုတွဲဆက်လေးရှိကြပါတယ်ကဲဒီလောက်ဆိုရင်တော့ golden step နဲ့ critical item တွေတွဲဆက်လို့ရမရ တိလောက်ပြီးလို့ထင်ပါတယ်နောက်ဗီဒီယိုတစ်ခုနဲ့ပြန်လာခဲ့ပါမယ်